လေးတို့အားလုံးမင်္ဂလာပါနော်ဒီနေ့ဆရာမပြောပေးမယ့်ပိုင်းလေးကတော့ fashion ဆိုတဲ့ပိုင်းကိန်းအကြောင်းလေးပဲဖြစ်ပါတယ်ပိုင်းကိန်းဆိုတဲ့အတိုင်းပဲတစ်ခုမပြေဘူးပေါ့နော်ဆရာတို့ကအပိုင်းကိန်းဆိုတာဘာကိုခွဲရလဲဆိုတော့တစ်ခုကိုခွဲလိုက်တဲ့ဟာဖြစ်တယ်ဆရာမတို့ကပြထားတဲ့ပုံလေးတိုင်းတစ်ခုကိုကြိုက်တလောက်အစိပ်ပိုင်းလေးကိုခွဲပေါ့နော်အပိုင်းကိန်းဆိုတာဖြစ်လာနောက်တစ်ခါအပိုင်းကိန်းမှာဆရာတို့ဒီလိုမျိုးသုံးပိုင်းပါတယ်ကိန်းမြင့်ရဲ့ပိုင်းချီရဲ့ပိုင်းဝေးပိုင်းချီဆိုတာဘာလဲဆိုတော့ခုနကခွဲလိုက်တဲ့အစိပ်ပိုင်းအစီအတွက် စုစုပေါင်းပြောတာเนาะဒီမှာဆိုရင်နှစ်ပိုင်းခွဲထားတယ်တစ်ပိုင်းကို sub လိုက်တယ်မရှိတော့ဘူးเนาะသို့မဟုတ်တစ်ပိုင်းကျန်တယ်ပေါ့เนาะ sub လိုက်တဲ့ပိုင်းတစ်ပိုင်းစုစုပေါင်းနှစ်ပိုင်းမှာတစ်ပိုင်းကိုယူလိုက်တယ်ဆိုရင်နှစ်ပိုင်းတစ်ပိုင်းဒီလိုမျိုးယူစားတာเนาะပိုင်းကိန်းဆိုတာပိုင်းကိန်းမှာပိုင်းသုံးပိုင်းပါတယ်သိပါပြီเนาะအဲ့ဒါဆိုရင်ဆရာမတို့ပိုင်းကိန်းနဲ့ပတ်သက်ပြီးဗားရီဆက်လေ့လာမယ်ဒီမှာဆိုရင်တက်ကို၄ပိုင်းပိုင်းထားတာနော်၄ပိုင်းမှာမိကြိုက်တဲ့တစ်ပိုင်းကိုဆွဲထုတ်သွားလို့ဆိုရင်၄ပိုင်းတစ်ပိုင်း၄ပုံတစ်ပုံအဲ့လိုမျိုး ယူစားတယ်။နောက်တစ်ခုကဒါမျိုးဆိုရင်ရောဒါဆိုတည်သွားပြီเนาะကလေးလေးဘယ်နှပုံပုံနဲ့ဘယ်နှပိုင်းယူလဲ။ဩယူလိုက်တဲ့အပိုင်းကိုများရေးကျင်နေဆိုလို့ရှိရင်ဥမာဒီမှာဆိုရင်၅ပုံပုံနဲ့ကွာယူလိုက်တဲ့အပိုင်းကိုစားပြီးသားအပိုင်းကိုယူကျင်နေဆိုရင်၅ပုံတစ်ပုံပေါ့။ကျန်တဲ့အပိုင်းကိုယူကျင်နေဆိုရင်၅ပုံ၄ပုံပေါ့၅ပိုင်း၄ပိုင်းပေါ့ဒီလိုမျိုးလေးလေးလုပ်ကြည့်လို့ရတယ်။ကဲဒါမျိုးလေးတွေဆိုသိသွားပြီเนาะဒါအားလုံးမနှပုံလဲအားလုံးစုစုပေါင်းစိတ်ပိုင်းကိုအောက်မှာ ပိုင်းကြီးမှာထားမယ်ခဲချထားတဲ့ဟာတို့မဟုတ်ယူလိုက်တဲ့အပိုင်းကိုအပေါ်ပိုင်းဝင်မှာထားမယ်ဒါလေးတွေပေါ့နော်လုံးကြည့်လို့ရပါပြီဒါလေးတွေကိုဖြည့်ကြည့်လို့ရမှာနော်အပိုင်းလေးဆိုတဲ့ဥစ္စာကိုသဘောပေါက်သွားပြီပေါ့နော်ဒါဆိုရင်အဲ့ဒါဆိုရင်ထပ်ပြောချင်တာအားလုံးကအပိုင်းကိအားလုံးဒီတစ်ကိုခွဲထားတာဖြစ်တဲ့ကြောင့်အပိုင်းကိအစ်စ်အားလုံးကိုတစ်ထဲနေပါတယ်တစ်ကိုမျိုးခွဲထားဖြစ်တဲ့တစ်ထဲနေတယ်ခေတ္တဆိုတချို့အပိုင်းကိနေမြင်ဘူးပါတယ်တစ်ထဲကြီးရဲ့အပိုင်းကိဒါမျိုးကြီးတွေပေါ့နော် ရှိတာမှ၅ဘိုင်းပဲပိုင်းတယ်၆ဘိုင်းလိုချင်တယ်၃ဘိုင်းပဲပိုင်းတယ်၅ဘိုင်းလိုချင်တယ်၇ဘိုင်းပဲပိုင်းတယ်၉ဘိုင်းလိုချင်တယ်ဒီလိုဟာမျိုးတွေကိုတော့ smart အပိုင်းကြီးအတုလို့ခေါ်ပါတယ်ဟုတ်ပြီနော်အတုလို့ခေါ်တယ်ခွဲတဲ့အစုစုပေါင်းအပိုင်းစေပိုင်းထက်ကိုပို့ပြီးတော့လိုချင်တာပြတဲ့ကြောင်သူ့ကိုအပိုင်းကြီးအတုလို့ခေါ်တယ်ပိုင်းဝေကအပိုင်းစီတဲ့ပို့ပြီးကြီးနေတယ်နော်အဲ့တော့အဲ့လိုအတုတွေကိုအတုတွေဒီတက်တက်ပို့ပြီးတော့ကြီးတဲ့ဟာတွေဖြစ်တယ်နော်အပိုင်းကြီးအတုဟာတက်တက်ပို့ပြီးတော့ ကြီးကြတယ်အပိုင်းငယ်အစ်စ်တွေကတော့တက်တက်ငယ်ကြတယ်နောက်တခါဒါမျိုး6ပိုင်းပိုင်းနဲ့6ပိုင်းလုံးယူတယ်ဟုတ်ပြီနော်5ပိုင်းပိုင်းနဲ့5ပိုင်းလုံးယူတယ်3ပိုင်းပိုင်းနဲ့3ပိုင်းလုံးယူတယ်ဒါဆိုရင်တက်နဲ့ညီတယ်လို့ဆမားတို့သတ်မှတ်ပါတယ်ဒါဆိုရင်ဆမားတို့သုံးခုရှိသွားပြီနော်အပိုင်းငယ်နေမှာပိုင်းငယ်အစ်စ်ရှိတယ်ပိုင်းစီကကြီးပြီးပိုင်းဝင်ရငယ်မယ်ပိုင်းငယ်အတူရှိမယ်ပိုင်းကြီးကငယ်တယ်အစိပ်ပိုင်းကငယ်ပြီးတော့ပိုင်းဝီကြီးကကြီးတယ် ပြီးတော့တင်းနဲ့ညီရဲ့ဘိုင်းငင်းဖြစ်တဲ့ဘိုင်းဝေဘိုင်းစီတူရဲ့ဘိုင်းငင်းဆိုလို့ဆက်မလို့၃ခုရသွားပြီเนาะဘိုင်းငင်းနဲ့ပတ်သက်တာ၃ခုရသွားကဲဒါဆိုရင်အဘိုင်းငင်းအတူကြီးကိုဒီတိုင်းထားမလားဆက်မလို့ထားဘူးเนาะအတူကိုအစ်စ်ဖြစ်အောင်ပြောင်းဝင်အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲဒီဘိုင်းဝေကိုဘိုင်းချင်းနဲ့စားမယ်ဟုတ်ပြီเนาะ6 9နဲ့စားလိုက်ခါကြရင် ဆလတ်ကတက်ရတယ်ဒါဒီအပြေကိမ်းမှာဒါဆလတ်တက်ကအပြေကိမ်းမှာဒီတက်ဒီတက်ချင်းတူပေမဲ့မတူဘူးเนาะဒါဒီအကျွင်းတက်ပါเนาะဆလတ်ကိုအပြေကိမ်းနေရာမှာထားမယ်အကျွင်းကိုပိုင်းဝင်နေရာမှာထားမယ်ဆိုလိုတာက၅ပိုင်း၆ပိုင်းဆိုတာဒီတစ်ခုနဲ့နောက်တစ်ခုကို၅ပုံပုံတစ်ပုံလို့သတ်မှတ်တယ်เนาะကဲဒါဆိုရင်နောက်တစ်ခုကိုကြည့်ပါဦးမယ်၃ပိုင်း၅ပိုင်း၃ပိုင်း၅ပိုင်းဆိုတာဒီတစ်ခုနဲ့နောက်ထပ်တစ်ခုရဲ့၃ပုံပုံနှစ်ပုံဖြစ်တယ်ရပြီเนาะဒီလောက်ဆိုရင် ကဲနောက်တစ်ခုလေးပြောကြည့်မယ်။ခုနှစ်ပိုင်း၉ပိုင်းဆိုတာဒီတစ်ခုနဲ့နောက်ထပ်တစ်ခုကိုခုနှစ်ပုံပုံပြီးနှစ်ပုံယူထားတာဖြစ်တယ်။အဲ့ဒီလိုမျိုးအပြည့်ဂိမ်းနဲ့အပိုင်းဂိမ်းနဲ့ရောထားတာကိုစမားတို့ကနောက်တစ်မျိုးဘယ်လိုခေါ်လဲ။ဂိမ်းရောလို့ခေါ်ပါတယ်။ ဟုတ်ကဲ့နော်တင်၅ဘိုင်းတစ်ဘိုင်းလို့တစ်၃ဘိုင်းနှစ်ဘိုင်းလို့တစ်9ဘိုင်းနှစ်ဘိုင်းလို့ဟာဘာတွေလို့လဲဆိုတော့ကိန်းရောတွေဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီနေ့ပြောသွားတာလေးကိုပြန်ပြောကြည့်မယ်ဆိုရင်အပိုင်းငယ်အစ်စ်တိုင်းနေတစ်ထည့်ငယ်တာဖြစ်တယ်ဘာကြောင့်လဲတစ်ခုမှခွဲစိတ်ထားတာဖြစ်လို့ဟုတ်ပြီနော်အပိုင်းငယ်အတုအပိုင်းငယ်အတုဆိုတာတစ်ထည့်ကြီးတာဖြစ်တယ်ဘိုင်းကြီးကငယ်ပြီးတော့ဘိုင်းဝေကကြီးရင်ဘိုင်းငယ်အတုဖြစ်တယ်သူဒီတစ်ထည့်ငယ်နောက်တစ်ခါဘိုင်းဝေနဲ့ဘိုင်းကြီးနဲ့တူရင်တင်းနဲ့ညီးတယ် ဟုတ်ပြီနော်နောက်တစ်ခါအပိုင်းငယ်အတုဟိုမှဒီတိုင်းမထားဘဲနဲ့အပိုင်းငယ်အစ်စ်ဖြစ်အောင်ပြောင်းမယ်ဆိုရင်ပိုင်းဆလတ်ကအပြည့်ကိန်းနေရာမှာရှိမယ်အကျွင်းကပိုင်းဝင်နေရာမှာရှိမယ်ဟုတ်ပြီနော်ဒီမှာစာကိန်းကပိုင်းချင်နေရာမှာရှိမယ်ဒါကိုကိန်းရောလို့ခေါ်တယ်ဒီမှာဒီနေ့ပြောသွားတာနေနေရာဒီလောက်ပါပဲဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီနေ့အပိုင်းငယ်ကိုလေ့လာကြမယ်ကလေးလေးကြီးသဘောလောက်ပေါက်လောက်မယ်လို့ထင်ပါတယ်အားလုံးစုစုတင်ပါတယ်စုတင်ပါနော်